ဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီးမြတ်စွာဘုရားရဲ့ဆုံးမနဲ့အညီမနေနိုင်မဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေကအမတန်မှများအဲ့တော့စိတ်ထားကိုဘလို့ပြင်ရမလဲလို့ဆိုတာကိုကြည့်မြတ်စွာဘုရားရဲ့အဆုံးအမအပေါ်တို့တို့တို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှု စိတ်ဝင်စားမှုနေပါတာဟုအတ္တထသရတရားကိမဲ့ခြင်းလို့ဆိုတယ်။ဆိုတော့လူတယောက်ဟာစိတ်ဝင်စားဘူးဆိုရင်ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဖရာကန်းတော်တန်ရှင်းလှုပ်ချင်မှလှုပ်ပါလေစိတ်ဝင်စား။ပန်လေဘူးလည်းစိတ်ဝင်စား။ဥပုံနေဥပုံဆောင်မှုလည်းစိတ်ဝင်စား။မနဲ့ထားတန်ခါးတွေဆွန်လောင်းမှုဆိုစိတ်ဝင်စား။အဲ့ဒီလို့ တရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်မဝင်စားအောင်အဲ့ဒါအတ္တထလို့ခေါ်တယ်အဲ့ဒီအတ္တထဆိုရယ်မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်မဝင်စားဘူးဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစေတတ်တဲ့စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုရယ်တရားတရားကင့်မဲ့နေတဲ့စိတ်ထားကိုတရားတရားထက်သန်တာနဲ့ပြုပြင်ပေးလိုက်ပါ စိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါဘယ်ဆရာတော်တရားဟောဟောရသော်ဘုရားတရားတွေကပဲဟောကြမှာပဲဖြစ်တယ်။သွားပြီးတော့တရားနာပါနာပြီးတော့တရားနာမယ်အသိဉာဏ်တိုးအောင်နာမယ်ရေရမောရလို့ဆိုရဲအတွေ့အိနဲ့မတွေးပါနဲ့ဘယ်တရားဘောရရည်ရတယ်ဘယ်တရားဘောရတော့ငိုက်တယ်ဆိုတာမျိုးတွေမဖြစ်စေတရားနာတယ်ဆိုတာဘာအတွက်နာအသိဉာဏ်ရဖို့နာ အနုဘုဆိုလကအညောင်းခံပြီးဘလုတ်လာငုတ်တုတ်ထိုင်မလို့အသိဉာဏ်ရမှတန်ဖို့ရှိတော့ဘော။ဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့သရတရားကင်းမဲ့တဲ့စိတ်နေသဘောတရားကိုယုံကြည်မှုဆိုတာကိုယ်စိတ်တည်းယုံကြည်မှုဆိုတဲ့စိတ်ထားပဲရအောင်ပြုပြင်ပေးရမယ်ဒါတစ်ချက်အဟိရိကာဆိုတဲ့ လောကလူတွေဟာမဟုတ်တာလုပ်ရမှာမဆက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုံဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံနဲ့အဟိရိကဆိုတဲ့စိတ်သဘောဓာတ်ကိုပြင်လိုက်ပါမဟုတ်တာလုပ်ရမှာရှက်တယ်မဟုတ်တာလုပ်ရမှာယွန်းတယ်မကောင်းမှုအကုသိုလ်ဆိုတာလူသိသိမသိသိဒီအလုပ်ဟာငါလိုလူမလုပ်ဘူးဆိုပြီးတော့ယုံမုံတယ်ဆိုတဲ့ဟိရိ စိတ်ထားမျိုးရောက်အောင်ပြင်မှာအရှက်မဲ့တဲ့စိတ်ထားမျိုး မထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမောထလုံးရတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ဒုက္ခတွေကိုခယူမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုယ်ခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကို လရဲဆရဲလုတ်တယ်ဆိုတဲ့အနုတ္တပပိုးဖလံဆိုတဲ့အကောင်းဟာဖျောင်းနိုင်မီးလေးထွန်းထိုင်လှတဲ့ထင်ပြီးတော့မီးမီးတောက်ထဲကို ခုံဆင်းတတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်နက်ရှဲကနေဆိုမီးလောင်တာခံအဲ့ဒီသဘောပဲအနုတ္တပရဲ့သဘောမကြောက်ဘူးမကြောက်သည့်အတွက်ကြောင့်သက်ဆုံးသွားတယ်အေးမကောင်းမှုလောက်အောင်မကြောက်ဘူး ပဝန်းကျင်ကိုဂိူးမဆိုင်ဘူး I don't care ဆိုတဲ့လူတွေပေါ့နော်ဘာလို့မဂိူးမဆိုင်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပဝန်းကျင်ကိုလေးစားမယ်အမေဖေးဆရာသမားတွေရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်ကိုယ်ပဝန်းကျင်ကိုယ်လူမျိုးကိုထိမ့်မယ်ဆိုတဲ့ပဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူး